ုံးမင်္ဂလာပါဒီနေ့မျှဝေပေးခြင်းတဲ့သင်ခန်းစာလေးကတော့ verb to do မှာသူရဲ့ present tense အခုကိရာဖြစ်တဲ့ does does not doesn't yet အသုံးဖြစ်ပါတယ်ဒီဝါကျမျိုးဒီအနေဂိမ်းပြဝါကျတွေဖြစ်ပါတယ်မြန်မာလိုပြောမှဆိုလို့ရှိရင်ဧကဝတ်ဂိမ်းပြပေါ့အသုံးလဲများတယ်နောက်ပြီးတော့အမားလဲများတတ်ကြတယ်အဲ့ဒါကြောင့်မို့တစ်ခါအမျှဝေပေးတာဖြစ်ပါတယ်ဆိုတော့အကယ်၍ဒီ video ဒီဒီသင်ခန်းစာဒီအကျိုးရှိတယ်ဆိုလို့ရှိရင်ဒီ channel လေးကို subscribe လုပ်ထားပြီးတော့မှနောက်တစ်ခါလာမယ်သင်ခန်းစာတွေကိုလေ့လာနိုင်ဖို့စောင့်မျှော်ပေးပါเนาะအားလုံးမင်္ဂလာပေါ့နေပြည့်စုံပါစေဆက်လက်ကြအောင်ဟုတ်ပြီဒီနေ့ပြောချင်တဲ့သင်ခန်းစာလေးကတော့ဒီ does does not doesn't အသုံးလေးဖြစ်ပါတယ်သူနဲ့တွဲမယ် subject တွေကတော့ he she it နာမည်နဲ့ပြောမယ်ဆိုရင်မောင်မောင်မမစသဖြင့်ပေါ့เนาะပြုလုပ်မဲ့သူတွေဒီအနေကင်းဖြစ်ရမယ်ဖြစ်ပါတယ်တခု တမျိုးတစ်ခုကိန်းဖြစ်ရမှာဖြစ်ပါတယ်တကယ်လို့ဒီ does does not doesn't ပါလာတယ်ဆိုလို့ရှိရင်ပြဿနာမဟုတ်ပေမဲ့အကယ်၍သူတို့မပါလာဘူးဆိုလို့ရှိရင်စီကန်းနေပြောင်းပြရမှာဖြစ်ပါတယ်ဆိုတော့သူကပထမဦးဆုံး does does not doesn't လေးကိုအရှင်းပြမှာဖြစ်ပါတယ် does does not doesn't ဆိုတာသူရဲ့အကူကိရာဖြစ်ပါတယ် does ကမေးတဲ့နေရာမျိုးမှာ သူ့ကိုရှေ့မှာပို့ပြီးတော့မှအမေးလုံးมาဖြစ်ပါတယ် does not doesn't ကျတော့မဟုတ်ကြောင်းပြောရန်ဖြစ်ပါတယ် does not ကျတော့စာရေးတဲ့အချိန်မှာသုံးတာများတယ် doesn't ကျတော့စကားပြောတဲ့အချိန်မှာသုံးတာများပါတယ်တကယ်လို့ခုနပြောသလိုပေါ့နော်အာသူတို့အသုံးခုထဲကတစ်ခုမှမပါဘူးဆိုလို့ရှိရင် main verb main verb ကိရိယာပုဂ္ဂိုလ်အနေကင်းပြောင်းပေးရမှာဖြစ်ပါတယ်ဆိုတော့ခု affirmative sentence လေးစကြရအောင် affirmative sentence ဆိုတာဟုတ်ကြောင်းပြောအဟုတ်ပြောဟောကြပါတော့ဘုမသွားတယ်ဆိုလို့ရှင် तू သွားတယ်ဆိုရင် तू तू သွားတယ်ပေါ့မဟုတ်ကြောင်းပြောဟောကြဆိုရင် तू မသွားဘူးပေါ့မေးတယ်ဆိုရင် तू သွားသလားအဲ့လိုမျိုးပုံစံမျိုးပေါ့ affirmative sentence ဆိုတာဒီနားမှာဒီ तू ကအကူကိရမှာပါဘူးဘုမအာ subject နဲ့ main verb နဲ့နှစ်ခုတည်းပဲသုံးမှာဖြစ်ပါတယ် ဆိုတော့သူမှာပြဿနာပိုများသွားတယ်အဲ verb တွေကိုအနေငယ်ပြောင်းရမှာဖြစ်ပါတယ် verb တွေကိုဘလို့အနေငယ်ပြောင်းရမလဲဆိုတာကိုအရင်ဆုံးသိရမှာဖြစ်ပါတယ်အရင်တော့ကလည်းဒီ channel မှာ သင်ပေးဖို့တာတော့ရှိပါတယ်ပြန်ကြည့်ချင်းကြည့်ပေါ့နော်သူကအနေငယ်ပြောင်းပေးချင်တယ်ဆိုလို့ရှိရင်အဲ့ verb ရဲ့နောက်မှာ s သို့မဟုတ် es သို့မဟုတ် ies ထည့်ပေးပြီးတော့မှအနေငယ်ပြုလို့ရမှာဖြစ်ပါတယ် ထက်ချင်းတယ်လို့ထဲလို့ရလားဆိုတော့လည်းမဟုတ်ပြန်ပါဘူးတကယ်လို့ပထမဦးဆုံးအာစီကံချက်ဆိုရင် s တို့ shxxo တို့တဲ့တို့နဲ့ဆုံးတဲ့ verb တွေဒီ es ထည့်ပေးရမှာဖြစ်ပါတယ်အဲ es ထည့်ပေးလိုက်လို့ရှင် verb တွေအနေငယ်ဖြစ်သွားရောဆိုတော့ပထမဦးဆုံးအာ affirmative sentence လေးပြောကြရအောင်ဆိုတော့ဥမာအာ S နဲ့ဆုံးတဲ့ဟာအရင်ပြောကြည့်မယ် S နဲ့ဆုံးတဲ့ဟာနဲ့ပြောမယ်ဆိုလို့ရှင် my sister misses S နဲ့ဆုံးလို့ ES တဲ့ပြရနော် my sister misses ဟာညီမကလွမ်းတယ် he washes သူကဆေးတယ်ရှော်တယ်ပေါ့ wash ES တဲ့လိုက်တော့ washes အာမောင်မောင် watches ECH နဲ့ဆုံးတဲ့သူကို ES တဲ့ပြေအာမောင်မောင် watches အာ သူကပြုတ်ပြင်းတယ် he fixes သူကပြုတ်ပြင်းတယ် now she she goes โอเนซုံးတယ် yes တယ် she goes a uh, lily does လေလေကပြုတ်လို့တယ်ဒီနောက်ကျတော့သူအကူကြီးရမဟုတ်ဘူးအဲတတိထားမှာကဒီ dust တွေအကူကြီးရမဟုတ်ဘူးသူကပြုတ်လို့တယ်ဆိုတော့အတိတ်ပဲအောက်တစ်ခုဆက်ကြည့်အောင်တချို့ verb တွေ သူက is ထည့်ရတာဖြစ်တယ်ဘလို့ဟာတွေလဲဆိုလို့ရှင်အကယ်၍ verb တစ်လုံးဒီဥမာ cry နဲ့လို့ပုံစံမျိုးပေါ့နော် cry ဆိုရင်အနောက်က y နဲ့ဆုံးတယ်သူရှိမှာ r ဆိုတယ်ဆိုလို့ရှင်အဲ့လိုမျိုးဆိုလို့ရှင် y ကိုဖြုတ်ပြီးတော့မှ is ထည့်ပေးရတာဖြစ်ပါတယ်ထည့်ခြင်းလို့တော့ထည့်လို့မရဘူးပေါ့နော်ဆိုတော့ကပြောကြည့်ပါအောင် သူမကငိုတယ်ဆိုလို့ရှင် she cries ပေါ့ ဟိုအော်လာလဲရရနော် she cries သူမငိုတယ်အကယ်၍သူအောက်မှာအာ c r y s ပါဘူးဆိုလို့ရှင်လဲမားတယ်အာ c r y s a အဲ့လိုထည့်မယ်ဆိုလို့ရှင်လဲမားတယ်နော်တိထားရမှာဖြစ်ပါတယ်သူကလေ့လာတယ်သင်ယူတယ်ကျွန် he studies ies တယ်နော်မောင်မောင် tries မောင်မောင်ကစူးစမ်းတယ်အာ about finds ငါတကောင်ကပြန်တန်းတယ်အဲ့ဒါတွေဒီ ies ထည့်တာခုတခါက ဝိုင်းနဲ့ဆုံးပြီမဲ့သူက s တာထည့်ပြရတာအဲ့လိုမျိုး verb ကြတော့ဘာ verb လဲဆိုလို့ရှင်အာဥပမာဝိုင်းနဲ့ဆုံးတဲ့သူရှိမှတရရှိတယ်ဆိုလို့ရှင်အဲ့ဝိုင်းရနောက်မှာ s တဲ့ပေးယုံနဲ့ရပြီခုနလို is တဲ့ရင်တော့မှားသွားပြန်ရောသူကြတော့ဟုတ်ပြီတော့ကြရအောင်အောက်မှာသူမကတဲခိုတယ် she stays as better မယ်နော် he plays သူကကစားတယ် s ထည့်ရုံပဲပေါ့နော်။အာ now James says အဲ့မှာတတိထားမှာကဒီ says ရဲ့ s ထည့်ပြီဆိုလို့ရှင်သူရအတန်ထွက်ဒီ says ဖြစ်သွားရော။နော်။အာ James says ဖြစ်သွားတယ်။အဲ့ဒါဒီ verb တွေက why နဲ့ဆုံးပေမဲ့ s ထည့်ပေးရုံနဲ့ရပြီ။နော်။အဲ့တော့တခုကကြတော့ကျန်တာကျတော့ तू က s နဲ့ပဲထည့်ပြရမှာကျန်တဲ့ verb တွေဒီ s သာထည့်ပြရမယ်အပေါ်ကအချိန်ချက်၃ချက်ကလွဲလို့ ကျန်တာတွေ့တီအာအက်စတာထည့်ပေးရမှာဖြစ်ပါတယ်။ဥပမာပြောကြအောင်သူကယူတယ်ဆိုရင် he takes သူကယူတယ်လို့ပဲအာကျက်နေကြတော့ယူတယ်လို့ပဲပြောတာယူတယ်လို့အတိတ်ပဲမထွက်တာလည်းအများကြီးရှိတယ်နော်။ဟုတ်ပြီအရင်လောလောဆယ် subject နဲ့ verb နှလုံးတည်းပဲအရင်ဆုံးပြောကြည့်တာပေါ့เนาะနောက်ကြမှာဒီသင်ခန်းစာရနောက်ပိုင်းမှာသူရဲ့လိုအပ်ရာရဆက်ပြီးတော့မှာ ဆက်မှာပေါ့နော်သူမကပြုတ်လို့တဲ့ she makes as the tape ပြမနော်နောက်ပြီးတော့မောင်မောင် get မောင်မောင် get ရရှိတယ်လေရတယ်အခြားအတိတ်ပဲလဲထွက်ပါသေးတယ်နော်ဟုတ်ပြီ mama writes မမကရေးတယ်စာရေးတယ်ပေါ့နော်ဆိုတော့ဒါတွေဒီသူတို့ရဲ့ affirmative sentence တွေဖြစ်ပါတယ်ဒီ affirmative sentence တွေဒီ အာအကူကိယာမပါဘူးဖြစ်တဲ့အတွက်သူရဲ့ main verb ကို negative ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဒါတွေရှင်းသွားပြီဆိုလို့ရှင်အခုတစ်ခါထပ်သွားရအောင်ဒါက negative ခုနတော့ affirmative အခုက negative negative ဆိုတာမဟုတ်ကြောင်းပြောမဟုတ်ကြောင်းပြောဆိုခုနတော့က does does not doesn't သုံးခုတည်းက does not နဲ့ doesn't တခုမဟုတ်တခုသုံးလို့ရပါတယ်။ဘယ်နှသုံးမှာလဲဆိုလို့ရှင် subject ရဲ့ verb ရဲ့ကြားထဲမှာသုံးရမှာ ဟိုမှာအများကြီးတော့ဆိုလို့ရှိရင်ငါမသိဘူးဆိုရင် I don't know ဒီနားမှာကျရင်အဲ့ down နေရာမျိုးမှာ doesn't ထည့်မယ်ခြေမှာ subject တွေအနေကင်းဖြစ်ရမှာဖြစ်ပါတယ်။ဘောက affirmative sentence တွေကိုပဲပြန်ပြီးတော့မှငါဒီမှာပဲ negative လောက်ကြည့်ကြရအောင်ပေါ့နော်။ခုနကတော့ uh my sister doesn't miss ဒီနောက် misses မရတော့ဘူးเนาะအနေငယ်ရှိရမ my sister တယောက်တည်းပဲဖြစ်နေလို့မို့အာနောက်က misses ဆိုပြီးတော့မှပြောင်းလို့တော့မရတော့ဘူးဘာလို့မရလဲဆိုရင် doesn't ဆိုတဲ့အကူကိရာဘာလို့ဖြစ်ပါလဲကြားလဲသူနည်း၎င်းပါပဲပြောကြအောင်အဲ့ဒါဆိုရင် my sister doesn't miss ဟာ he doesn't wash နော်သူကမလျှော်ဘူးမဆေးဘူးမောင်းမောင် doesn't watch uh, he doesn't fix she doesn't go. She doesn't cry. He doesn't study. Mao Mao doesn't try. A bird doesn't fly. She doesn't stay. He doesn't play. James doesn't say. အဲဒီမှာကြည့်အောင်ခုကြေခုနကတုန်းက S ထဲတုန်းက sex လို့တန်ထွက်တယ်ဒီနောက်အခုက S မပါတော့ sex လို့ပဲပြောပါနော် he doesn't take she doesn't make မောင်မောင် doesn't get မမ doesn't write ဒါရီတီသူရဲ့ negative ဖွာကြတယ်ဖြစ်ပါတယ်ဟိုမှာမမ doesn't write ဆိုရင်မမကမရေးဘူးအဲ့လိုပဲပါနော်ဘာသာပြန်မယ် အခုဟာ negative လေးရပြီ affirmative လေးရပြီဒါဆိုရင်ကတော့မေးကြရအောင်ဘယ်လိုမေးမလဲဆိုလို့ရှင်အပေါ်မှာဆိုရင်ငါရဲ့အာအမတော်မဟုတ်ညီမကလွမ်းသလားအဲ့လိုမေးချင်တယ်ဆိုလို့ရှင်ကုကိယာကိုရှေ့တင်ရမယ်ဘယ်ကုကိယာဆိုရင် dust ကိုပဲကုကိယာ dust ဆိုတဲ့ကုကိယာကိုရှေ့မှာတင်ရမှာဖြစ်ပါတယ်ရှေ့မှာတင်ပြီးတော့မှသူ့ကို လာမေကွန်းပေါ့မြန်မာဆိုလို့ရှိရင်လာမေကွန်းအင်္ဂလိပ်ဆိုရင် yes no question ဟုတ်ဤမဟုတ်ဤပေါ့ခုနတော့ဝါကြတွေကို yes no question လောက်ကြရအောင်လာမေကွန်းလောက်ကြရအောင်ရှေ့မှာ does တင်မယ် subject verb လိုက်လာအောင်ပေါ့ question mark လေးတော့ထည့်ပြအောင်နော်ဟုတ်ပြီပြောကြအောင် a does my sister miss does he wash does mom watch does he fix does she go Does she cry? Does he? အမကျန် he နဲ့ does နဲ့ပေါင်းလာတဲ့အချိန်မှာ does he တော့အတန်ထွက်သွားနော် do does he study does mom cry does a bird fly does she stay does he play does jane say does he take does mom get Does mama write? ဒါတွေဒီလာလာဘာလို့လာဘာလို့လာစသဖြင့်မေးတဲ့ဝါကြတွေဖြစ်ပါတယ်မေးတာလည်းရပြီဖြေတာလည်းရပြီဆိုရင်ခုနတော့ပြောလိုက်တဲ့ဝါကြတွေသတိထားမိလားမသိဘူးမပြည့်စုံဘူးဖြစ်နေတာအိုမမစ်ဆိုရင်ဘလို့ကိုလွမ်းတယ်ဆိုတာတော့မပါသေးဘူးမပါဘူးဖြစ်တဲ့အတွက်ထပ်ဖြစ်ကြရအောင်ပြည့်ပြည့်စုံအောင်လို့ပေါ့နော် မပြည့်ပြည့်စုံဘူးဆိုလို့ရှင်ဝါကြကလည်းအမှန်တကယ်ကမပြည့်မြောက်သေးဘူးပေါ့နော်။တော့ကြရအောင်။ဟိုမှာဘယ်လိုတွေဖြည့်မလဲဆိုလို့ရှင်နေရာတို့နောက်ပြီးတော့ object တို့အချိန်တို့အဖြစ်ပုံတို့စသဖြင့်တင်းလျော်သလိုပေါ့နော်။ထည့်ပြီးတော့မှဖြည့်ကြရအောင်။အာပြောကြည့်မယ်ဆိုလို့ရှင် my sister misses my mom ။နာညီမကငါမေကိုလွမ်းတယ်။ Ah he washes his face သူမျက်နှာတိတ်တယ်။ Mom mom's watches TV မမောင်က TV ကြည့်တယ် he fixes the car သူကကားပြင်တယ် she goes to work သူကအလုပ်သွားတယ် ah uh, she cries loudly သူကအကြေကြီးငိုချတယ်သူမက ah မဟုတ်ကြောင်းပြောမယ်ဆိုလို့ရှင် doesn't ခုနပြောသလို doesn't လေးထည့်ပေးမယ် ah uh, main verb ဒီ အနေကင်းပြောင်းစရာမလိုတော့ဘူးเนาะပြောစီမှာ he doesn't study english အဲ့မှာ study ရလေ့လာတယ်ဘာကိုလေ့လာလဲ english စာလေ့လာတယ် तू က english စာမလေ့လာဘူးဆိုရင် he doesn't study english မောင်မောင် doesn't try his best မောင်မောင်ကအရမ်းမကြိုးစားဘူး a bird uh, doesn't fly over my head ငှက်ကငှက်တကောင်ကငါးကောင်ပေါ်ကနေပြန်တမ်းမသွားဘူးเนาะ she doesn't stay there သူမကအဲ့ဒီမှာမတဲခိုးဘူး he doesn't play football သူကဘောလုံးမကစားဘူး ah james doesn't say anything james ကဘာမှမပြောဘူးဒါကမဟုတ်ကြောင်းပြောတဲ့ပုံစံမျိုးပေါ့နော်အမေးတဲ့ပုံစံမျိုးရှိမှ does ထဲမယ် does he take a bet သူကရေချိုးသလား ah uh, does he, does she make mistakes ူမကအမားတွေလောက်သလားအာ does မောင်မောင် get angry မောင်မောင်ကစိတ်ဆိုးသလားဒေါတာထွက်သလား does mama write a letter မမကစာတစောင်းရေးသလားဒါတွေဒီအာစုပေါင်းပြီးတော့မှဟုတ်ကြောင်းမဟုတ်ကြောင်းအမေရေးလိုက်တာဖြစ်ပါတယ်ပြောလိုက်တာဖြစ်ပါတယ်လေ့ကျင့်လိုက်တာဖြစ်ပါတယ် အခုတခါမိလာတဲ့ဟာကိုဘယ်လိုပြန်ဖြေမလဲဆိုတာလည်းရှိသေးတယ်ဆိုတော့ဘယ်လိုဖြေမလဲသူရဲ့ yes no question ဘယ်လိုဖြေမလဲဖြေကြားပုံကတော့သူကအရင် do do not don't ပုံစံမျိုးလိုတိတ်ရှုပ်ဆရာမလို့ပေါ့နော်ဒီဟိုခတာပုတ်တွေပြောင်းတဲ့နေရာမှာရှုပ်ဆရာမလို့ဘာလို့လဲဆိုရင်အာဟိုမှာ he she it သူတို့နဲ့မေးတယ်ဆိုရင်သူတို့နဲ့ပဲပြန်ဖြေရတာเนาะ လေ့ကျင့်ကြရအောင်ဥပမာကွာ ah does he make a mistake does he make a mistake သူကအမှားလုပ်သလားပြင်မယ်ဆိုလို့ရှင် yes he does he နဲ့မေးတော့ he နဲ့ပဲပြန်ပြင်မယ် yes he does သူမလုပ်ဘူးဆိုရင် no he doesn't ရပြီရှင်နဲ့မေးမယ်ဆိုလို့ရှင် ah does she write a letter သူမကစာတစောင်ရေးသလားပြန်ပြင်မယ်ဆိုရင် yes she does 嗯， အငင်းအငင်းကိုဖြေမယ်ဆိုရင် no she doesn't ဒါပါပဲ it's now မေးမယ်ဆိုလို့ချင်း it's နဲ့ကျတော့ तू ကအာဥမာစက်တစ်ခုခုချွတ်ရွံ့နေပျက်စီးတယ်အာလောလောတလားမေးရှင်နေချင်း does it work အလုံးလုံးသေးလားကောင်းသေးလားပေါ့ပြန်ဖြေမယ်ဆိုရင် yes it does အဲမကောင်းတော့ဘူးမလို့အလုံးလုံးအလုံးမလို့တော့ဘူးဆိုရင် no it doesn't it's ကလည်းအဲ့လိုပါပဲ तू ကိုမေးနေ तू နဲ့ပဲပြန်ဖြေပါ အဲသတိထားရမှာတခုကဒီအကယ်၍အာနာမည်နဲ့မေးလာမယ်ဆိုလို့ရှိရင်ဒီမျိုးတစ်ပုံပြောင်းသွားတယ်ပေါ့နော်ဥမာယောက်ျားလေးနာမည်နဲ့စမေးမယ်ဆိုလို့ရှိရင် he နဲ့ပြန်ဖြေပေးရမယ်မိန်းကလေးနာမည်နဲ့စမေးမယ်ဆိုလို့ရှိရင် she နဲ့ပြန်ဖြေရမှာဖြစ်ပါတယ်အကယ်၍ဒီမှာဒီပုံစံမျိုးပါဆိုရင် does မောင်မောင် play football မောင်မောင်ကအာဘောလုံးကစားသလားမေးတယ် yes မောင်မောင် does လို့မဖြေရဘူး yes he does လို့ပဲပြောနော် yes he does မဟုတ်ဘူးဆိုရင် no he doesn't မင်းကလေးလည်းထိုးနည်း၎င်းပါပဲ does mama cry မမကငိုသလား yes she does no she doesn't အဲ့လိုပဲပြောရမှာဖြစ်ပါတယ်သူတို့နာမည်ကိုဆက်ပြီးတော့မှပြင်နေစရာမလိုပါဘူးနာစားကိုတုံးရတာပေါ့နော်ဟုတ်ပါပြီဒီလောက်ဆိုလို့ရှင်ရတော့ဟောင်းကျောင်းလေး ရပြီမဟုတ်ကြောင်းလည်းရပြီအမေးလည်းရပြီအဖြေလည်းရပြီဆိုလို့ချင်းဒီ does does not doesn't ရဲ့အယိုးယိုးအတုံးလေးရတော့တော်တော်ပြည့်ပြည့်စုံသွားပြီလို့မျောလင့်ပါတယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေ have a happy life see you next time